င်္ဂလာပါရှင်မေလာ31ရက်စနေနေ့ရွှေရံကုန်ရဲ့အသိမှတ်ဖွယ်ရသတင်းကဘာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ဂါဇာအပြည့်အခက်ရဲ့စစ်ရေးသဘောတူညီမှုအတွက်အမေရိကန်ရဲ့အဆိုပြုချက်ကိုအစ္စရေးလက်ခံတဲ့သတင်းဖြစ်ပါတယ်။ ။အစ္စရေးအစိုးရအနေနဲ့အရှေ့အလယ်ပိုင်းရှိရာအမေရိကန်အထူးသံတမန်စတီဝီကော့ဖ်ရဲ့ဂါဇာအပြည့်အခက်ရေစဲရေးနဲ့တစားခံများပြန်လုပေးရေးအစိုးပြချက်ကိုလက်ခံကြောင်းအစ္စရေးဝန်ကြီးချုပ်ဗင်ဂျမင်နေတန်ယာဟုကမေလ29ရက်တွင်ပြောကြားခဲ့တယ်လို့နိုင်ငံပိုင်ရုပ်သံကန်တီဗီကထုတ်ပြန်ဖော်ပြခဲ့ကြောင်းသိရပါဗျာ။ ကွဲလွန်သွားပြီလို့ယူဆရသောဒဇာခန်များရဲ့မိသားစုများနဲ့တွေ့ဆုံစဉ်အတွင်းနေတန်ယာဟုကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်တယ်လို့ကန်တီဗီရဲ့ထုတ်လင်းချက်အရသိရပါတယ်။ဟာမတ်အဖွဲ့ကလည်း၎င်းအဆိုပြည်ချက်ကိုလက်ခံရရှိထားပြီးလေလာဆန်ဆဲလီရဲ့ရှိကြောင်းမေလ29ရက်အစောပိုင်းကကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်ရှင်။ ဆလတ်တင်စမဲ့တဲ့င်းကတော့ဂါဇာရှိ UN ကိုလောင်ယုံတိုက်ခတ်ခံရမှု2ဦးသေဆုံးတဲ့တဲ့င်းဖြစ်ပါတယ်။ဂါဇာအလယ်ပိုင်းရှိကုလသမဂ္ဂ UN ကိုလောင်ယုံတရုံမှအမြင်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ဝန်ရောက်တိုက်ခတ်မှုကြောင့်လူ2ဦးသေဆုံးပြီးအများအပြားထင်ရှားရရှိခဲ့ကြောင်း Asia One တဲ့င်းမှရေးသားထားပါတယ်။ မြန်မြန်တပ်သေးတွေရဲ့ပြောကြားချက်အရလက်နက်ကင်တပ်ဖွဲ့တွေကခိုးတောင်းတဲ့ကိုတွန်ဝင်လာပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီဖြစ်စဉ်အတွေ့တိုက်စုံသူဦးရေဟာထပ်မံတိုးလာနိုင်တယ်လို့ထင်ရရသူအရေးအတော်ကလည်းပုံမှန်များပြလာနိုင်တယ်လို့သက်ဆိုင်ရာအာဏာပိုင်တွေကပြောကြားထားပါတယ်။အငတ်ဘေးကြုံတွေ့နေရတဲ့ပါလက်စတိုင်းနယ်မြေအတွင်းကိုအကူအညီတွေပေးဖို့အမေရိကန်စိုးထောက်နောက်ခံ View Foundation တို့ဟာမေလ26ရက်ကလုပ်ငန်းတွေစတင်ခဲ့တာဖြစ်ပါတယ်။ဒီလိုအကူအညီတွေပေးဖို့ရမှာစာနယ်ဇင်းကပြလည်မှုနှီးပါဖြစ်ပေါ်ခဲ့တဲ့ ထောင်ထဲချီတဲ့ပါလက်စတိုင်းအများအပြားကအလိုအရတိုးဝေပြေးယူနေကြတယ်လို့ဂါဇာအာဏာပိုင်တွေကပြောကြားထားကြောင်းသိရပါတယ်ရှင်။ဆလတ်တင်ဆက်မယ့်သတင်းကတော့ပြည်ပထွက်ပြေးမယ့်အစီအစဉ်မရှိကြောင်းသတင်းပြောကြားတဲ့သတင်းဖြစ်ပါတယ်။ ပြည်ပကိုထွက်ပြေးဖို့အစီအစဉ်နေတဲ့ဆိုတဲ့ကောလာဟာလာတွေကိုထိုင်းဝင်ကြီးချုပ်ဟောင်းသက်စင်ကညင်ပယ်သွားခဲ့ကြောင်းဘန်ကောက်ပို့သတင်းမှရေးသားထားပါတယ်။တရားရေးဆိုင်ရာနောက်ဆက်တွဲပြည်ထနာတွေကိုရှောင်လဲဖို့အတွက်သက်စင်ဟာနိုင်ငံကနေထွက်ပြေးဖို့ကြိုးစားနေကြောင်းပြီးခဲ့တဲ့ရက်ပိုင်းကကောလာဟာလာတချို့ပြန်နိုင်ခဲ့ပြီးသက်စင်ကတော့ဒီစကားတွေဟာအခြေအမြစ်မရှိတဲ့လှုပ်ဆက်တွေသာဖြစ်တယ်လို့မေလ29ရက်ကသတင်းထောက်တွေနဲ့တွေ့ဆုံခြင်းမှာတုံ့ပြန်ခဲ့ကြောင်းသိရပါတယ်ရှင်။ ။ထမတ်တင်ဆက်မဲ့သတင်းကတော့ဟာမတ်စ်အကြီးအကဲအသက်ခံရမှုအစ္စရေးအတီးပြတဲ့သတင်းဖြစ်ပါတယ်။ဟာမတ်စ်အကြီးအကဲမိုဟာမတ်ဆင်ဝါအသက်ခံခဲ့ရကြောင်းအစ္စရေးဝန်ကြီးချုပ်ဗီဂျမီနီတန်ယာဟုကလွှတ်တော်အမတ်တွေကိုမေလ28ရက်ကအတီးပြပြောကြားခဲ့ကြောင်း NBC သတင်းကဖော်ပြပါတယ်။အစ္စရေးအလို့အရှိဆုံးတစ်ယောက်ဖြစ်တဲ့မိုဟာမတ်ဆင်ဝါဟာဂါဇာတောင်ပိုင်းမှာပြီးခဲ့တဲ့အောက်တိုဘာလခရီးကတည်ဆုံးခဲ့တာဖြစ်ပါတယ်။ဒါကိုအစ္စရေးဘက်ကမိုဟာမတ်ဆင်ဝါတည်ဆုံးခဲ့ကြောင်းအတီးပြခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဟာမတ်စ်အဖွဲ့ကတော့အကြီးအကဲမိုဟာမတ် န်ဆင်ဝါတည်ဆုံမှုဟာအစ္စရေးကပြုလုပ်ခဲ့တဲ့ပထမဆုံးလောက်ကျန်တဲ့ဖြတ်မှုတစ်ခု ဖြစ်တယ်လို့မှတ်ချက်ပေးထားကြောင်းလည်းသိရပါရဲ့ရှင်။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ထိုင်းစစ်တပ်နဲ့ကမ္ဘောဒီးယားစစ်တပ်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။အငင်းပွားနယ်စပ်မြေတလျှောက်ထိုင်းစစ်တပ်နဲ့အပြန်အလှန်ပြစ်ခတ်မှုတွင်၎င်းတို့စစ်သားတအုပ်သေဆုံးခဲ့တယ်လို့ကမ္ဘောဒီးယားစစ်တပ်ကဗုဒ္ဓဟူးနေ့တွင်ပြောကြားကြောင်းသိရပါတယ်။တိုက်ခိုက်မှုအတွင်းမှာကျွန်တော်တို့စစ်သားတအုပ်ကြဆုံးခဲ့ပြီးဒဏ်ရာရသူအချို့ရှိခဲ့ပါတယ်။ဒါပေမဲ့အသေးစိတ်အချက်အလက်တွေတော့မရသေးပါဘူးလို့ကမ္ဘောဒီးယားဘရင်တမရော်ပြောရေးဆိုခွင့်ရှိသူမော်ဖလာကပြောကြားပါတယ်။ ထိတွေ့ပြခံမှုမှာထိုင်းဘတ်ချန်ဥပုံရချာဌာနီပြည်နယ်နဲ့ထိစပ်နေတဲ့နိုင်ငံမြောက်ပိုင်းဖရစ်ရှင်ဟီယာပြည်နယ်တွင်ပုံမှန်နေကြကင်းလင်းနေသောကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များကိုထိုင်းစစ်သားများကတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သူကပြောကြားပါရယ်။တစ်ချိန်တည်းမှာပဲထိုင်းပြည်တပ်မတော်ကပြောကြားရရင်ကမ္ဘောဒီးယားစစ်သားများကစတင်ပြစ်ခတ်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်။ယခုအခါအခြေအနေပြည်လဲသွားပြီဖြစ်ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီးပတ်တန်ဝေချာရာချန်ကပြောကြားကြောင်းသိရပါရရှင်။ နောက်ဆုံးနေ့စမဲတရင်ကတော့နာဆာအာကာသရှင်မှုနှစ်ဦးကဘာအမည်ပြန်လဲရောက်ရှိတဲ့တရင်ဖြစ်ပါတယ်။ Bashwell Moon နဲ့ Sunny Williams အမည်ရှိအာကာသရှင်မှုနှစ်ယောက်ဟာအာကာသတဲမှာ6လကြာနေထိုင်ခဲ့ပြီးနောက်ကဘာအမည်ကိုအန်ရီကင်းစွာပြန်လဲရောက်ရှိလာခဲ့ပါတယ်။ ။အာဂါသာထဲမှနေထိုင်စဉ်အတွင်းစွမ်းငင်အားကအချိန်အတိုင်းအတာတစ်ခုအထိဆွေးရခဲ့ပြီးကဘာမြင်နဲ့မတူဘဲအလွန်ကွဲပြားတဲ့အတွက်ရှင်သန်နေထိုင်မှုအလွန်ခက်ခဲတယ်လို့အသက်62နှစ်ဝဲလ်မိုးကမေလ20ရက်ကပြုလုပ်တဲ့ Rider သတင်းဌာနနဲ့အင်တာဗျူးတစ်ခုမှပြောကြားခဲ့ပါတယ်။ Bash Well Mo နဲ့ Sunny Williams တို့ဟာ Boring နဲ့ Starliner Capsule အစီအစဉ်နဲ့ပြီးခဲ့တဲ့နှစ်အတွင်းကနိုင်ငံတကာအာဂါသာစခန်းကနေထွက်ခွာခဲ့တာပါ။ Boring နဲ့ NASA တို့ပူးပေါင်းပြီးအာဂါသာနည်းပညာအစီအစ င်တွေမြင့်တင်ဖို့အတွက်ရဲတပ်ပတ်များစွာအကာသရှင်မှုတွေကို လက်ကျင့်မှုတွေပြုလုပ်ဖေးခဲ့တယ်လို့သိရပါတယ်ရှင်။